ားလုံးပဲမင်္ဂလာပါရှင် PY Fashion ရဲ့ design channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒီထည်ကပုံမှာပြထားပေးတဲ့ chair button လေးရဲ့ပိတ်စမှာညံနီးလေးရဲ့ခြုံနီးလေးကို ပြန်လည်ညှပ်ပြီးတော့မှာပဲဖြစ်ပါတယ်မအောင်ဆောင် chair button လေးတွေကိုပိတ်စပုံမှာတင်ပြီးတော့မှာညှပ်ပါမယ်ပိတ်စပုံမှာတင်ပြီးတော့မှာညှပ်တဲ့အခါမှာဆိုလို့ရှိရင် ကျွန်တော်ပိစာရီမှာပိတ်ချောအမှန်လေးရအောင်လို့ကျွန်တော်ပတ်တမ်းမှာတတ်မှန်ကြတဲ့ green line လေးကိုဆက်ပြီးအခါကြောင်းတော့ကျွန်တော် green line ကိုအနက်ကနဲ့အပြိုင်တင်ပြီးတော့မှညစ်ပေးမယ်ဆိုရင်ပိတ်ချောမှန်နဲ့ချုံလိုက်တဲ့ကိုယ့်ရဲ့ button တိုင်းကဒီတိတိုင်းနဲ့လပ်ပါလေးထွက်လာမှာဖြစ်ပါတယ်။အခုဆိုရင်ဒီကရေချမ်းလေးကို green line အပြိုင်လေးရဲ့ green line လေးကိုညာကနဲ့အပြိုင်ချုံတင်ပြီးအခါကြောင်းတော့ပြင်းလေးတင်ပြီးတော့မှချုပ်စာလေးတွေယူပါမယ်။ ဆွမ်းဆာလေးတွေကတော့ခွာလေးကို1စင်တီမီတာအတွင်းဘက်ခွာလေးကိုတော့1စင်တီမီတာနဲ့အောက်ခြေကို2စင်တီမီတာဒီဘက်ကို2စင်တီမီတာပါမယ်အပေါ်ဘက်ကိုတော့ကျွန်တော်1စင်တီမီတာထုတ်ပြီးတော့မှပိတ်ဆက်လေးညှပ်ထုတ်ပါမယ် ောက်တစ်ဆင့်အနေနဲ့နောက်ထပ်လေးကိုသွားပါမယ်နောက်ထပ်လေးမှာဆိုလို့ရှိရင်လည်းပိစတင်တဲ့အခါမှာ green light အတိုင်းပိကြောမှန်လေးတင်ပြီးတော့မှယူပါမယ်နောက်ထပ်အတွက်ချုပ်စာလေးတွေကတော့ကွာချောင်း1 cm အထွေမဲ့ကွာချောင်း1 cm နဲ့ဘေးပတ်2 cm ကျတော့ အာဖာ2စင်တီမီတာနောက်နောက်ဆိုင်ရဲ့ခါးလေးကိုဒေချိုးလေးနဲ့တော့မှမို့ကိုရဲ့ဒေချိုးချေပေါ်မူကြည့်ပြခါကြတော့ဂျေရိုဒေချိုးစာလေးပို့ပြီးတော့မှယူပေးရပါမယ်ဂျေရိုရဲ့ဒေချိုးလေးကအချိန်လေးကဂျေရို4စင်တီမီတာလေးထည့်မှမို့လို့ချေကချုပ်ဆိုင်နေဆိုရင်5 or 6လောက်ယူလိုက်ပါမယ်နောက်စကဲရဲ့ဖုံးချန်လေးကိုသွားပါမယ် အဖောင်ရည်လေးမှဆိုလို့ရှိရင်လည်းချုံစာလေးတွေကဘေးဘက်2စင်တီမီတာအောက်ဘက်2စင်တီမီတာနဲ့ဖုံးပြန်ဘက်ကျော်တော့ချမ်းဘက်ကိုတော့1.5စင်တီမီတာနဲ့ခါ1စင်တီမီတာလေးယူပေးပါမယ်။ ဒါဖုန်းကျမှာဆိုလို့ရှိရင်တောက်လေးကတော့ထိတ်ချုံလေးရတယ်မိမိရဲ့ပိတ်သားပေါ်မှာမူတည်ပြီးတော့မှထိတ်ချုံလို့လာတယ်ဆိုလို့ရှိရင်တော့ထိတ်ချုံပေးပါမယ်မဟုတ်ဘူးပိတ်သားကတချို့ပိတ်သားတွေကကြာတော့ကျတို့ဓာတ်ထိလိုက်လို့ရှိရင်တိတ်ပြုံးမှာဖောင်းဖောင်းဖြစ်သွားပြီးတော့မလာတာရွှေပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ပိတ်ပေးခဲ့ပါမယ်ဟောတော့ချဲရဲ့ပိတ်သားလေးကကျတို့ florissa လေးဖြစ်တော်မူလို့ခြေတော်ထချုပ်လဲခြေတော်ကမတိတာတော့မလို့ခြေကတော့မပိတ်တော့ဘူးထချုပ်ပြလိုက်ပါမယ် ိစ္စအားလုံးညပြီးသွားပြီမလို့နောက် channel ကနေပြီးတော့မှဆချုပ်ပါမယ်မချုပ်ခင် this way တွေ UK ပြဖို့လည်းမမိပါနဲ့เนาะပရမအူဆောင်နောက် channel ဆိုရင်အလှချင်းပုတ်ပြီးရောပင်လေးထည့်ပြီးတော့မှပရမအူဆောင်ကွာလေးဆက်တွဲပါမယ် ကျွန်တော်ဘာမီထုတ်တဲ့ပုံစံအတိုင်းပဲကျွန်တော်ခွာလေးတွေ့ပြီးရဲ့အခါမှာဆိုလို့ရှိရင်ဘောင်မီရဲ့အောက်အနားလေးတွေကိုဓာတ်ဆက်လေးလိုက်ပြီးအခါကျတော့မိဖုလေးတိတိတိတက်တိုက်ပြီးတော့မှကျွန်တော်အနားလေးတွေကို လုံးခဲ့ပေးပါမယ်။နောက်ခါကလည်းတေးချိုးစာလေးကျွန်တော်ပို့ယူခဲ့တာမို့လို့အပေါ်ဘက်မှာဓာတ်ဆက်လေးလိုက်ပြီးအခါကျတော့မိဖုစူရလေးခောက်ပြီးတဲ့အခါကျတော့ကျွန်တော်တိတိတက်လေးခောက်ထားပေးဖို့လိုပါမယ်။ အာနာမီတွေကိုတတတခပ်ပြသပြီဆိုလို့ရှိရင်เนาะကျတို့တင်ချိုးလေးနင်းပါမယ်တင်ချိုးလေးကိုတော့အတိုင်းတာလေးကမိမိရဲ့ခိုင်းရဲ့အတိုင်းအတာကိုကျတို့သုံးပုံပုံပြီးတော့မှကျတို့ sorry လေးပုံပုံပြီးတော့မှသောက်ပုံစာလောက်ယူပြီးတော့မှတေချိုးလေးဖြစ်ထားပြီးလို့ရပါတယ်ကျွန်တော်တေချိုးလေးကိုတခါတည်းထည့်ပြီးတော့မှနင်းပေးလိုက်ပါတယ် ခုဆိုရင်ဘောင်းမီတော့ထဲလေးကတင်းချိုးလေးနဲ့နင်းမိသွားပြီမို့ရှေ့ထဲလေးကိုသွားပါမယ်ရှေ့ထဲလေးမှာဆိုရင်လေကွာလေးတွေကိုအလာချင်းပူပြီးရခါကြတော့ကျေရိုးနောက်ထဲလေးတိုင်းမယ်ကျေရိုးကွာလေးရင်တွဲခဲ့ပါမယ်နောက်ရှေ့ထဲမှာကတောက်ပါမယ် ကျွန်တော်ကုဆာလေးတွဲပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်အလားဘက်ကိုလန်ပြီးတဲ့ခါကျတော့ကျွန်တော်ချုပ်ဆာအလုံးကိုကုဆာဘက်ဘက်ကိုကျွန်တော်လဲပြီးတဲ့ခါကျတော့အတပြားစာလေးနင်းပြပါမယ်အခုဆိုရင်ခြေကအသက်ပြားလေးလက်နင်းပြီးသွားရင်မလို့ခြေရရဲ့ကုစားလေးကိုယခုလိုတက်တက်လေးမိဖို့တူတူချာလေးကပ်ပြီးလိုက်ပါရယ်။နောက်ကုစားလေးကို ကျေရောယခုလိုမျိုးလေးလှိလိုက်တဲ့အခါမှာကုဆာလီကတော့မိဘတိုက်ခါတာဖြစ်တဲ့အတွက်တည်တည်တတ်နဲ့ကက်ကက်လေးဖြစ်နေရပေါ့နော်။ဒါပေမဲ့ကျေရောလန်ထွက်မသွားအောင်လို့ကျေရောကုဆာလီကိုကျေရောယခုလိုလန်လိုက်တဲ့အခါမှာတောင်းနေရလေးရှိမယ်ဆက်ကြောင်းနေရလေးရှိမယ်၊ကွာဆက်ကြောင်းနေရလေးရှိမယ်။အဲ့နေရာ၃နေရာမှာခြီလေးတည်တည်ချာလေးတုတ်ပြလိုက်မယ်ဆိုရင်တော့ကုဆာလီလန်ထွက်တာတွေမဖြစ်တော့ပါဘူး။ အခုဆိုရင်ကော့ဆာလေးလမ်းထွက်မသွားအောင်လို့ခြေလေးတွေလည်းတင်စာလေးတော့ပြီးပြီမို့လို့နောက်စကက်ဖုံးချမ်းလေးကိုသွားပါမယ်။ဖုံးချမ်းလေးမှာဆိုလို့ရှိရင်လည်းတောက်လေးတွေပါတာမလို့ပြမအောင်ဆုံးတောက်လေးတွေချုပ်ပါမယ်။ခြေရုံးထားတဲ့ပိတ်စာလေးကတောက်ချုံလိုက်လည်းမသိကြတော့မို့ခြေကတော့တောက်လေးထုတ်လိုက်ပါရစေ။ ဒီနေ့မှာတောက်လေးကဖြောက်လာခင်မလားချုံမလားဆိုတာကိုယ့်ရဲ့ပိတ်စပုံမှာမူတည်ပြီးတော့မှကျော်ရောအဆင်ပြေတလို့လေးလုပ်ပေးနိုင်ပါတယ်။နောက်တစ်စင်းအနေနဲ့ရှေ့ချမ်းအတွက်ကော့ဆာလေးကို5 cm လောက်ရှိတဲ့ကော့ဆာလေးညက်ပြီးရခါကြတော့ကျော်ပိတ်စလေးညက်ထားပါမယ်။နော်ကိုစားလေးရပြီဆိုလို့ရှိရင်เนาะအလာချင်းပူပြီးတော့မှပင်လေးထင်းပြီးတော့မှကျွန်တော်ဆက်လေးနင်းပေးပါမယ်။ ကုတ်စာလေးနင်းပြီးသွားပြီဆိုလို့ရှိရင်တော့ချုံစာ1 cm ကိုဘိုင်ဖလော့ချန်ပြီးတော့မှဖြတ်ထုတ်ပြီးအခါကျတော့ကျတို့အလားဘက်ကိုလန်ပြီးတော့အတပြားစာလေးနင်းပေးပါမယ်အခုဆိုရင်ကုတ်စာလေးကိုအတပြားစာလေးနင်းပြီးသွားရင်မို့လို့မိဖူလေးတစ်ချာလေးကပ်ပေးပါမယ်။အခုဆိုရင်ကုတ်စာပိုင်းပြီးသွားရင်မို့လို့ရှစ်ဖုံးချက်လေးရဲ့အောက်ဖက်နဲ့ဘေးချက်လေးတွေကိုဓာတ်ဆက်လေးလိုက်ပြီးတဲ့အခါကျတော့ချေရိုးတက်တက်လေးခောက်ထားပေးခဲ့ပါမယ်။ ဟာဖုံးပြရင်ဘေးဘက်လေးမှာဆိုလို့ရှိရင်ကျွန်တော်ပို့ပြီးတော့မှလက်ပတ်တည်တတအောင်လို့ယခုလိုမလာဘက်ကိုခပ်ပြီးခါကြတော့ဆက်လေးနင်းပြီးတော့မှအလားဘက်ကိုပြန်ပြီးတော့မှလန်ချပေးပါမယ်အလားဘက်ကိုလန်ချလိုက်တဲ့အခါမှာယခုလိုတည်တတ်နဲ့ဖုံးချန်လေးကတောင်ချိုးလေးပေါ်လင်းသွားမှာပဲဖြစ်ပါတယ် ကျွန်တော်စကေဖုံးချင်းရဲ့ဘေးဘက်အနားပေါ့နော်ဖုံးချမဲ့အနားဘက်ကိုတတတတမိဘူးကပ်ပြတော်ပြီဆိုလို့ရှိရင်တော့ကိုကဆက်လေးတကြောင်လက်ပတ်တတတလေးနင်းပေးရင်လည်းရပါတယ်အခုဆိုရင်ရှေးဖုံးချလေးအတွက်ကတတတတလေးဖြစ်သွားပြီမို့လို့ကျွန်တော်အဖွမ်းချလေးနဲ့ယခုလိုလေးထပ်ပြီးတော့မှကျွန်တော် ခြေလေးတော့ပြလိုက်ပါမယ်။ဖုန်ချက်လေးကတော့ခြေသေးလေးနဲ့ထိမ့်ပြမှာဖြစ်ပါတယ်။နောက်တစ်ဆင့်အနေနဲ့နောက်ချက်လေးကိုယခုလိုလေးထပ်ပြီးခါကြတော့ဘေးလေးတွေကိုပင်လေးထိမ့်ပြီးတော့မှတွေ့ပြပါမယ်။ နော်ကျန်နေတဲ့တင်းကျပ်အောက်ချမ်းလေးတွေကို1 cm ချုပ်စာလေးချုပ်ပြီးတော့မှဒါးဆက်လေးလိုက်ပေးပါမယ်။ ုဆိုရင်တော့ဘောင်းမီစကက်လေးက54လေးလိုက်ပြီးသွားပြီမို့လို့ယခုလိုလက်ပတ်တည်တလာတဲ့ဘောင်းမီစကက်လေးရလာမှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးများအိတ်တင်ပါတယ်။ကိုစိတ်နှပြားကျွန်မစတင်ချပါစေ။ကျဲရဲ့ဗီဒီယိုလေးတွေကိုစိတ်နှတက်တယ်ဆိုရင်တော့ like and subscribe လေးနဲ့အပိသွားအောင်မမေ့ပါနဲ့နော်။မရှိတာလေးရှိရင်လည်း comment မှာမေးခွန်းလေးတွေချနာပေးခဲ့ပါနော်။ပကောင်းတဲ့ဗီဒီယိုလေးနဲ့တူတူပြန်လာခဲ့ပါမယ်။တတပါ